ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ပရိသတ်များခင်ဗျာဒီနေ့မှာတော့ Rainier Derrida ရဲ့ UFC တတိယမြောက်နိုင်ပွဲအကြောင်းကိုတင်ဆက်ပေးကြပါမယ်ခင်ဗျာဒီနေ့မနက်ပိုင်းမှာ Rainier Derrida က UFC Fight Night ပြိုင်ပွဲမှာ Co-main Event ပွဲစဉ်ဖြစ်ရင်ဆိုင်ထိုးသက်ခဲ့ပါတယ်အဲ့ဒီ Co-main Event ပွဲစဉ်မှာရှုံးမမရှိ Fighter Bonnie Kane နဲ့ရင်ဆိုင်ထိုးသက်ခဲ့ရတယ်ဘိုနီကေကလည်းပရိသတ်တွေအားလုံးသိတဲ့အတိုင်းပဲတပန်းသမားတစ်ယောက်ဖြစ်တယ် အဲ့ဒါအကြောင်းမလို့ Rainier Director အနေနဲ့ဝင်လုံးဖို့တိတ်အဆင်မပြေဘူးလို့ကျွန်တော်ပြည်သက်တွေအားလုံးထင်ထားခဲ့တယ်တကယ်လို့ထင်ထားခဲ့တဲ့အချိန်မှာ Rainier Director ပထမကြီးစတာနဲ့ဝင်လုံးနဲ့ဝင်လုံးတော့အဆင်မပြေဘူးဗျအဆင်မပြေဘဲနဲ့သူတော်မှပြန်ပြီးတော့အလုံးခံလိုက်ရတယ်အဲ့လိုမျိုး body position တွေဖြစ်သွားတယ်ပထမကြီးမှာဆိုရင် Rainier Director က back position ရလိုက် Bonnie ကက side control တွေယူလိုက်အဲ့လိုမျိုးတွေနဲ့ ပွဲရဖြစ်သွားခဲ့တယ်။ပထမတစ်ချီကိုခြုံကြည့်မယ်ဆိုရင်ဘိုနီကေကမတားဘူးဗျ။ရိုင်းနီယဒေဗရတာတားတယ်လို့ပြောလို့ရတယ်။ရိုင်းနီယဒေဗရတာဒုတိယအချီရောက်တော့ရိုင်းနီယဒေဗရတာကထုံးစံတိုင်းပဲသူ့အနေနဲ့ခဏလေးစတရိုက်ကင်မိုင်းရှင်နေစတရိုက်ကင်မိုင်းရှင်မိတာနဲ့ဝင်လုံးနေ။လုံးတဲ့အချိန်မှာ Rainier Derrida ကဝင်လုံးတာအဆင်မပြေသေးပဲဖြစ်နေတယ်။အဲ့ဒီအချိန်မှာ Rainier Derrida က Bonique ကိုဒူးတိုက်လိုက်တယ်။ Borio ဒူးတိုက်လိုက်တဲ့အချိန်မှာ Bonique တော်တော်ယူနာသွားတယ်ဗျ။မျက်နှာလည်းပြက်သွားတယ်။ အဲ့ဒီအချိန်မှာ Rainier Derrida ကအနောက်ကနေ down shot pressure ပေးပြီးကစားတယ် pressure ပေးပြီးထိုးရင်းနဲ့ TKO နဲ့ပဲပွဲသိမ်းသွားတယ် Rainier Derrida အတွက်ကတော့ဒီပွဲကတော်တော်ကိုကြီးမားတဲ့အောင်မြင်မှုရတဲ့ပွဲတစ်ပွဲလို့ဆိုရမယ်။ဘာကြောင့်လဲဆိုတော့သူအနိုင်ရခဲ့တဲ့ fighter ကရှုံးပွဲမရှိ fighter Bonnie ဖြစ်တယ်။ Bonnie ဆိုတာ American နိုင်ငံရဲ့နာမည်ကြီး fighter နာမည်ကြီးနဗန်းသမားအဲ့လိုမျိုး fighter ကိုအနိုင်ရတဲ့အတွက်ကြောင့်မလို့ Rainier Derrida ကတော့လုံးဝကိုပိုပြီးနာမည်ကြီးတဲ့ကြီးလာမှသိကြတယ်။ ဒီလိုစွမ်းဆောင်မျိုးတွေကြောင့်လဲ performance of the night bonus တွေတောင်ရနိုင်တယ်ပေးထားတာတစ်ခုကတော့ Rainier Deveda က level တစ်ခုမြင့်သွားပြီဗျဘလို့ level မြင့်လာလဲဆိုတော့ तू က striking mind ကိုဒီထက်အများကြီးတိုးတက်လာပြီလို့ပြောလို့ရတယ်ဒီသူကဒီဘိုနီကေနဲ့ပွဲစဉ်တွေအွန်လိုင်းဆိုင်လို့ရှိတဲ့ Kickley FC ဂျင်မာမဲ့ဒေါက်ရှော့ training လုပ်တယ်။အွန်လိုင်းဆိုင်ကိုယ်တိုင်က striking mind ကိုလေ့ကျင့်ပေးတယ်။ Rainier Deveda က ground game မှာအရင်ကတည်းကသူမတူတဲ့ထူကြတဲ့ဆွမ်းဆောင်တွေရှိတယ်။အဲ့ဒီကလည်းမှန်တယ်။ အခုကဘိုနီကေလူမျိုးဖိုက်တာကိုတော့မှ striking ဘိုင်းနဲ့အနိုင်ရလိုက်ပြီဆိုတော့သူ့ရဲ့ striking skill ကညံ့နေတဲ့အနေထားတကူမဟုတ်တော့ဘူးဆိုတာကြည့်ရမယ်ဗျဘိုနီကေက Rainier Derrida ရင်ဆိုင်နေဘူးတဲ့ Anatoly Malkin လူမျိုးနဗန်းသမားတစ်ယောက်ဖြစ်ပါတယ်အဲဒီလူမျိုးနဗန်းသမားကိုတောင်မှ Rainier Derrida ကအခုချိန်မှာအနိုင်ယူပြလိုက်ပြီတကယ်ကိုစွမ်းဆောင်ရင်ကောင်းနေချပြနိုင်လိုက်တဲ့ပွဲလို့ပြောလို့ရတယ် Rainier အနေနဲ့နောက်ပွဲစဉ်မှာတော့ top 10 layer fighter တွေနဲ့တီတာပေါက်ထိုးတက်ရတော့မယ်လို့ကျွန်တော်တို့ထင်ပါတယ် ရိုင်းနီယာဒိုရတာကိုယ်တိုင်ကတော့ဘိုနီကေကိုအစပွဲမတိုင်ခင်ကဘိုနီကေကိုချုပ်မယ်ချုပ်ပြီးတာနဲ့ UFC middleweight တန်းက ranking ဖင်းမြင့်တဲ့ fighter တွေနဲ့ထိုးတက်မယ်လို့ပြောတယ်အခုကတော့ TKO နဲ့တော့အလိုက်ပြလိုက်တာပဲကေကွန်အန်အားသင့်စရာကောင်းတယ်ရိုင်းနီယာဒိုရတာကိုတကယ်လည်းချီးကျူးပါတယ်ရန်နီယာဒေရီတာအနေနဲ့ကတော့သူ့အနေနဲ့ easy ဒါမှမဟုတ် shawn shriklan အဲ့လို fighter တွေနဲ့ရင်ဆိုင်ထိုးသက်ချင်တယ်လို့တော့ဆိုထားပါတယ်။ရန်နီယာဒေရီတာရဲ့ဆွမ်းဆောင်ရည်ကို American ပြည်သက်တော်တော်များများကလည်းသဘောကျနေကြပါပြီ။ ကျွန်တော်တို့မြန်မာပြည်သက်တွေတောင်မှမထင်ထားနိုင်တဲ့စွမ်းဆောင်ရည်ကိုဒီနေ့ Rainier Derrida ကချပြသွားတာပါ Rainier Derrida အင်မတန်ကောင်းတဲ့ပွဲတပွဲကိုရရှိလိုက်တယ်လို့ပဲထင်ပါတယ်ခင်ဗျာ Rainier Derrida ရဲ့စွမ်းဆောင်ရည်တွေကိုတော့ကျွန်တော်တို့အသိမပြုသင့်ပါဘူးဒီပွဲမှာဆိုရင်သူ့အနေနဲ့အောက်ခြေလေးပောက်ထားတယ်အောက်ခြေပောက်ထားတဲ့ဟာကနေတော့မှရှုံးမမရှိဖိုင်တာကိုကျွန်တော်တို့အားလုံးကနိုင်အောင်မှ Rainier Derrida အနေနဲ့ချုပ်ကွက်နေပဲနိုင်မယ်အဲ့လိုမျိုးထင်ထားတယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ TKO နဲ့တော့အနိုင်ယူပြလိုက်တယ် TKO နဲ့အရန်ယူပြတာလေဒုတိယအချိန်မှာခရဲကအရန်ယူပြလိုက်တာဖြစ်တော့ပို့ပြီးတော့လေးစားဖို့ကောင်းတယ်ပီတာကာတာကတော့ Ryanair Deveda တယောက်ဝမ်းချမ်းမဲ့ရှစ်ကနေပြောင်းသွားတာမှန်သွားပြီလို့ပြောရမယ်ဗျတရားမပြောင်းသူကောင်းမဖြစ်ဆိုတဲ့ဇာတ်ကားကို Ryanair Deveda ကတက်တည်ပြလိုက်ပြီအဲ့ဒီအချက်လက်တွေကြောင့် Ryanair Deveda အနေနဲ့ UFC မှာသူဒီလိုပုံစံတိုင်းနဲ့ဆက်သွားရင် Champion ခပ်လမ်းကြောင်းကိုမှန်းလို့ရတဲ့အနေအထားတစ်ခုရှိတယ် ဒါပေမဲ့ကျွန်တော်ပြောတဲ့ပုံစံချန်ပီယံခပ်ရမယ်လို့ပြောတာမဟုတ်ဘူး။ချန်ပီယံခပ်လမ်းကြောင်းကိုဝင်နိုင်တဲ့အင်ဒီသားတစ်ခုရှိတယ်လို့သုံးသပ်ပြရဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့ပွဲမှာတော့ Ryanair Dorada ကဒုတိယအချိန်မှာပဲ American ရှုံးပွဲမရှိဖိုင်တဲ့ Bonnickel ကို TKO နဲ့နိုင်ပွဲယူပြသွားပါပြီ။ Gale ကိုကောင်းတဲ့ဆွမ်းဆောင်ရည်တွေကိုလည်းချပြလိုက်တာပါ။ Netherlands Lorche ကတော့လေးကျဲတဲ့လေးကျဲလာအောင်ပါပါ။ဘလို့ဒီထက်လေးကျဲလာမလဲဆိုတော့ဆက်လက်စောင့်ကြည့်သွားကြမှာဖြစ်ပါတယ်ပရိသတ်များခင်ဗျာ။ဟုတ်ကဲ့ပါဒီနေ့တင်ဆက်ပေးတဲ့အကြောင်းအရာတော့ဒီလောက်ပါပဲ။ ။ Pioneer Data ရဲ့ပွဲပြီး interview သူအကြောင်းအရာများကိုလည်းကျွန်တော်တို့ channel ကထပ်မံတင်ဆက်ပေးပါဦးမယ်ပရိသတ်များခင်ဗျာ။ဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။နာမည်နေ့ဒီမှာလဲ MMA လောကနဲ့အာကစားလောကကနောက်ဆုံးရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရတဲ့ subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲတာရပြောရှင်မကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။